သောတာရှင်နေအလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ပလက်ဝဒေတာဖွံ့ဖြိုးရေးအတွက် AA လမ်းဖောက်ပေးနေတဲ့သတင်းအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုရတန်းရင်လှုပ်ရှားမှု AA ထိန်းချုပ်နယ်မြေတွေမှာပြုလုပ်နေတဲ့အကြောင်းရသက်တော်မိုးဆဲကျွန်းကစပိတ်ဆောင်တွေအရေးပြယောဂခန်းဆန်းနေရတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာပါ ဒီ season ကိုကျွန်တော်အောင်ဝင်တဲ့အတူဇင်မျိုးမြင့်နဲ့ကိုအလင်းတို့ကပူပေါင်းတင်ဆက်ပေးတော့မှာပါပထမဆုံးအနေနဲ့ဘလဝဒေတာဖွံ့ဖြိုးရေးအတွက် AA လမ်းဖောက်ပွင့်နေတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်ရှင်းပြဘလဝမြို့နယ်အတွင်းကျေးလက်ဒေတာတွေဖွံ့ဖြိုးရေးလူမှုရေးကျန်းမာရေးစီးပွားရေးအရာအရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးအတွက်ကျေးဝါရှင်းဆက်လမ်းသွက်တွေကို ULAA ကဖောက်လုပ်နေတယ်လို့ဒေတာခဏစီကတီးရပါတယ်ဘလဝမြို့နယ်ကလရှောက်အတွင်းကကျေးဝါတွေကိုကုန်လွန်ဆက်သွယ်နိုင်ရေးအတွက် အရခတ်တော်ကကျေးရွာရှင်းဆက်လမ်းတွေကို2025ခုနှစ်အောက်တိုဘာလကစပြီးတော့ဖောက်လုပ်နေတာဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇူဝမ်ပြည်နယ်နဲ့တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အထူးဖောက်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိဖောက်လုပ်နေတဲ့လမ်းကြောင်းကိုပလောဝမြွနယ်စပစ်ပြင်ကျေးရွာကနေမီဇူဝမ်ပြည်နယ်ဇရန်ပူအထူးဖောက်လုပ်သွားမှာဖြစ်ပြီးအိန္ဒိယရခိုင်ကုန်သည်အတွက်အများဆုံးအထောက်အကူဖြစ်လာနိုင်တဲ့လမ်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိကလတ်ရှောင်းအတွင်းဖောက်လုပ်နေတဲ့လမ်းက အိန္ဒိယရခိုင်ကုန်သွယ်ရေးအတွက်အရေးပါလာမှာဖြစ်ပြီးကုန်စည်စီးဆင်းမှုကိုပုံမမြန်ဆန်လာနိုင်တယ်လို့ရခိုင်ကုန်သွယ်တအူးကပြောပါတယ်။ဘလောမြွနယ်အတွင်းအာရခတ်တော်အပြင်မရနမြေအုပ်ချုပ်ရေးကောင်စီ MTC MDF ကလည်းမေဇူအပြင်းနဲ့ဆိုင်းဟခရံအနီပါယာကျွာကနေဘလောဝမြို့နယ်ကိုကားလန်ဖောက်လို့နေတယ်လို့လက်သိရပါတယ် ရခိုင်ပြည်မှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီးနောက်အိန္ဒိယရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကိုစတင်ခဲ့ပြီးပလောဝမြို့နယ်ဟာစီးပွားရေးအရအဓိကအဆက်ဆက်ကြတဲ့မြို့နယ်တစ်ခုဖြစ်လာပြီးနောက်ပိုင်းအရခတ်တော်ကလမ်းပတ်ဆက်သွယ်ရေးကောင်းမွန်အောင်ပြုလုပ်လာနေတာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးလှုပ်ရှားမှုအေအေထင်းရှုံနေမြင်တွေမှာပြုလုပ်နေတဲ့အကြောင်းကိုတင်ဆက်ပေးရှင်ပါတယ်အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးဆေးရှောက်ရတာလှုပ်ရှားမှုတွေကို ဒေသတွင်လူမှုအဖွဲ့အစည်းအချို့ကဥဆောင်ပြီးတော့အာရခတ်တက်တို့ထိန်းချုပ်ရာရခိုင်ပြည်ကလွတ်မြောက်နေမည်တွင်မှပြုလုပ်နေကြလို့သိရပါတယ်။နှစ်စဉ်နိုဝင်ဘာ25မှာဒီဇင်ဘာ10ရက်အထိပြုလုပ်တဲ့အမျိုးသမီးတွေပေါ်အကြမ်းဖက်မှုပပျောက်ရေးကမ္ဘာလုံးဆိုင်ရာဆစ်ရှာရဲတာလှုပ်ရှားမှုတွင်ပါဝင်နေတယ်လို့သိရပါတယ်။အဲ့ဒီလှုပ်ရှားမှုမှာရခိုင်ဒေသကစုံလင်ကွေးပြတဲ့ရခိုင်၊မွတ်စလင်၊ရှင်စတဲ့လူမျိုးတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ဒါအပြင် Women Generation ရဲ့လူမှုကွန်ရက်မှာလဲဆက်ရှောက်ရတာလှုံ့ရှားမှုတွေရဲ့ reaction မှာအရွေရောက်ပြီးသားအမျိုးသမီးများနဲ့အရွေမရောက်သေးသောအမျိုးသမီးတွေအပေါ်ကျူးလွန်နေတဲ့နေမျိုးစုံသောအကြမ်းဖက်မှုများကိုပပျောက်စေရန်အသိပညာပေးလှုပ်ဆိုခြင်းဟုဖော်ပြထားပါတယ်။လက်ရှိရခိုင်ပြည်မှာစည်ရေးပဋိပက္ခများအကြားအမျိုးသမီးတွေမှာလိမ္မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများအပြင်စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးနဲ့ drone ပစ်ခတ်မှုစတဲ့အသက်အန္တရာယ်အကြမ်းဖက်မှုနေမျိုးစုံကိုကြုံတွေ့နေရပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံမှာမညီမျှမှုများပုံမနက်ရှိုင်းလာခဲ့ပြီးပဋိပက္ခနဲ့ဆက်နေတဲ့လင်မဲဆိုင်ရာအကြမ်းဖက်မှုအဓမ္မခိုင်းစင်မှုဒီဂျစ်တယ်မဖွေများပြုတ်မှုများတိုးလာနေပြီးတော့အမျိုးသမီးတွေမှာနေရွက်စွန့်ခါမှုဖန်ဆီထိမ့်သိမ်းမှုနဲ့နှုတ်ဆက်ခံရမှုတွေနဲ့ကြုံနေရတယ်လို့အမျိုးသမီးအတန်းဝန်းကပြောဆိုကြပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကမ္ဘာတဝန်းမှာ7မိနစ်တိုင်းအမျိုးသမီးတအုပ်နှုတ်မှာအနည်းဆုံးလိုလက်ရှိဖြစ်အသက်ခံခဲ့ရကြောင်း ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ UN Women နဲ့ကုလသမဂ္ဂမူရင်းဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC တို့ရဲ့အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနဲ့အထူးအမှတ်အဖြစ်နိုဝင်ဘာ24ရက်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်ဒီတော့မိုးဆက်ကျွန်းကစပိတ်ဆောင်တွေရဲ့အရေးပြရောက်ခံစားနေရတဲ့တည်င်းဝင်တဲ့တင်ဆက်ပေးသမှာပါ။ ရခိုင်ပြည်တည်တော်မြို့နယ်မိုးဆဲကျွန်းမှာခိုလုံနေကြတဲ့စပေးဆောင်အိမ်ထောင်စု900ကျော်ဟာအယေပြာယောဂါဖြစ်ပွားနေတယ်လို့စပေးဆောင်တွေနဲ့လူမှုကူညီရေးအဖွဲ့တွေစီကသိရပါတယ်။အေဘရနာယောဂါဟာအရင်ကတည်းကဖြစ်ခဲ့ပေမဲ့ပျောက်ကင်းသွားပြီးနောက်နော်မလာအစပေးတည်တည်တာတာပြန်လည်ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိငွေကြေးမတက်နိုင်တဲ့စပေးဆောင်တွေဟာတိုင်းရင်းစေးတွေကိုမိခုပ်ပြီးကုသနေရတယ်လို့သိရပါတယ်။အဲဒါကြောင့်စေကွာကုသဖို့အကူအညီတွေလိုအပ်နေတယ်လို့စပေးဆောင်တွေကပြောဆိုကြပါတယ်။ အရင်ကလည်းအခုချိန်မှာအရေးပြယောဂဖြစ်ပွားလာခဲ့ပြီးပြန်လည်တက်တာမှုရှိခဲ့ပေမဲ့အခုတပံပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့စပေးဆောင်တွေကပြောကြပါတယ်။လက်ရှိအတိတော်မြို့နယ်မိုးဆဲကျွန်းမှာစပေးဆောင်ထောင်နဲ့ရှိရှိနေပြီးစက်ကောက်စီရဲ့လေကြောင်းလက်ရှိအနေရစာဝတ်နေရငွေကြေးအကျပ်အတက်တွေနဲ့ဂျုံနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းရခိုင်ပြည်အနှံ့ကစပေးဆောင်တွေဟာအရေးပြယောဂဖြစ်ပွားခဲ့ကြပါတယ်။ ရခိုင်ဒေသမှာတိုက်ပွဲပြင်းထန်နေတာဟာနှစ်နှစ်ကျော်ကြာမြင့်လာပြီးရခိုင်ကမြို့နယ်၁၄ခုနဲ့ပလောဝမြို့နယ်ကိုအာရခကျတော်ကတင်ပိုက်ထိန်းချုပ်ထားပါတယ်။အဲ့လိုစစ်ရေးပဋိပက္ခဖြစ်စဉ်တွေနဲ့အတူဒေသခံရှောက်သိန်းလောက်ဟာအိုပြက်အိမ်ပြက်ထွက်ပြေးနေရပြီးစစ်နယ်ကစေဝါနေထိုင်ရေးစတဲ့ကဏ္ဍအသီးသီးမှာအခက်အခဲဆင်ခုံမှုများစွာနဲ့ဖျက်တက်နေကြရပါတယ်ခင်ဗျာ။တဲ့တွေကိုဆလာတင်ဆက်ပေးနေပါတယ်ဆလာပြီးတော့အာသာရင်မွန်းတွေထွက်ပေါ်လာမြင်လို့စစ်ကောက်စော်ယုံကြည်တဲ့တဲ့တွေကိုလည်းဆလာတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ချင်းမင်တူတာမုံကိုအကျိုးပြုစီမင်းအာသာပညာရှင်တွေတစ်ပင်ဆရာနှစ်ပညာရှင်တွေအင်ဂျင်နီယာပညာရှင်တွေနဲ့ကန်ဒါလိုက်ပညာရှင်များအနာဂတ်တော်ထွက်ပေါ်လာမည်ကိုယုံကြည်ထားကြောင်းစစ်ကောက်စာဘိုလ်ရှောင်းမင်းကြီးမြောက်လိုက်ကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ30ရက်နေ့ကပြုလုပ်ခဲ့တဲ့ရန်ကုန်မြို့ပြည်သူ့ရင်မြစ်ကအာဂတပြတိုင်ဖွင့်ပွဲအခမ်းအနားတော်စစ်ကောက်စာမြောက်လိုက်ကပြောဆိုလိုက်တာဖြစ်ပါတယ်။အာဂတပြတဲ့ကိုအအောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းမြို့ဆက်တဲ့လူငယ်များနဲ့ကျောင်းတင်ခင်းစာမြောက်ကိုဂျိုလန်ရဲ့အာဒတ်တပင်နဲ့နိပညာဘာသာရဲ့မြောက်ကိုနိုင်ငံကနာရှိပြပြီးရင်ပေါတင်လာနိုင်ရင်အကောက်တီဖို့ဆိုအပ်နေတော့မှာဖြစ်တယ်လို့သူကပြောဆိုခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ပန်ပေါ်ကူညီမှုနဲ့ထောက်ကွရ88ခုနှစ်ကဖွင့်လှစ်ခဲ့တော့နက္ခတရားပြတဲ့ကိုယခုအခါစစ်ကောင်စီကစစ်ပစ်စစ်အရှုံးလေးလေးအာဂါဒပြတဲ့ဆိုသည့်အမြင်ဖြောင်းပြန်လည်အစထုတ်ဖွင့်လှစ်လက်ခံဖြစ်ပါတယ်။ လလရပြီနောက်ပိုင်းအနာသိစက်ကောက်စုတ်တရားသူတို့အပေါ်မထောက်ခံသူမြတ်ပေါ်အကျင့်ဖနေဆံမှုမျိုးနော်ဖန်စီရှုံနေမှုတွေကြောင့်မြန်မာနိုင်ငံရှိပညာရှင်အမြော့မြော့မှာနိုင်ငံတကာတို့ထွက်ပြေးတင်းလျှောက်ခဲ့ရပါတယ်ပြီးခဲ့တဲ့2021ခုနှစ်အာနာသိပြီနောက်ပိုင်းမှာလည်းလူငယ်ပညာရှင်အမြော့မြော့ဟာသူတို့အခွင့်အလမ်းပေါ်ပြည်ပောင်တားဆီးလာမျိုးကိုစိုးရင်ရနိုင်ငံတကာတို့ထွက်ပြေးတင်းလျှောက်ခဲ့ရတဲ့ပြင်စစ်ကောက်စီဟာ လူအရင်မြေဆွမ်းအားဆုံရှုံမှုကိုရင်ဆိုင်နေရပါတယ်ဆက်လက်ပြီးအေအေနဲ့ပူပေါင်းတက်တွေကားပါစာဆက်ယုံကိုတိမ့်ဖို့မလွယ်ကူဘူးလို့ ISP မြန်မာကတုံ့တက်တဲ့သတင်းကိုပြောပြပေးမှာပါအရခတ်တက်တော်နဲ့ပူပေါင်းတက်တွေဟာရခိုင်ပြည်နဲ့ထိဆက်နေတဲ့မကွေးပဲခူးနဲ့အေရဝတီတိုင်းတွေမှာဆက်မျက်နှာရှက်ထွေနေပေမဲ့လည်းစက်ကောင်စီရဲ့ကားပါစာကာကွယ်ပစ္စည်းထုတ်လုပ်ငန်းဆက်ယုံတွေကိုတိမ့်နိုင်ဖို့မလွယ်ကူဘူးလို့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေးလိုက်ရဲ့ Institute ISP မြန်မာကတုံ့တက်ပါတယ် အေးအေးသိမ့်ယူထားတဲ့ဒေသတွေကိုစက်ကောင်စီကအလုံးစုံပြောင်းလဲထိန်းချုပ်နိုင်တာမရှိသေးပေမဲ့ဆွမ်းမြောက်အပြည့်အမှုကိုအခွင့်အောက်ယူပြီးအေးအေးထိန်းချုပ်ရဒေသတွေမှာဆက်ချိန်မြင်လာနေတယ်လို့ ISB မြန်မာကဒီကနေ့ဒီဇင်ဘာ၁ရက်နေ့ထုတ်ပြန်ချက်မှာသုံးသပ်ထားတာပါအေအေအနေနဲ့စက်ကောင်စီရဲ့ဆက်ရှိမြင်လာတာအပြင်ရခိုင်ကမ်းရိုးတဲ့ဘက်မှာဆက်ဆိုင်ထားရတာကပ္ပဆာစက်ယုံတွေကိုတိမ့်ပိုက်ပြီးရင်လဲထိန်းချုပ်ထားဖို့ခက်ခဲမှုတွေရှိနေတာကြောင့်တိမ့်ပတ်အစီအစားနိုင်မှာက မလွယ်ကူတဲ့အခြေအနေမှာရှိနေဆဲဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့် AAR ဆက်ဆိုင်ထားတာနဲ့ကပ္ပစတွေရဲ့လေပတ်မှုကိုအနှောက်အယှက်ပေးယုံလောက်ပဲဆွမ်းဆောင်နိုင်ဦးမှာဖြစ်တယ်လို့ဆိုထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာမှာပဲခူးတိုင်းအုပ်ချုပ်ပင်မြို့က၁၆မှန်အကွာမှာရှိတဲ့ .666 ကုန်းကို AA နဲ့ပူပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီးလက်ရှိမှာကပ္ပစ14ရှိတဲ့မကွေးတိုင်းပဒံမြို့နဲ့၁၉မှန်1ကျေကိုလည်း AA နဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ရောက်ရှိနေတယ်လို့သိရပါတယ်။ မကွေးတိုင်းနဲ့ပဲခူးတိုင်းအတွင်းကအေယာဝတီမြေအနောက်ဘက်ကမ်းမှာစစ်ကောင်စီရဲ့ကပ္ပဆာစစ်ရုံ၁၆ခုရှိပြီးအေအေဟာတခြားမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်နဲ့နှိစက်ရဒေသတွေကိုခြေကုပ်ယူဖို့ကြိုးပမ်းနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းပုဂ္ဂိုလ်လက်တင်ဆက်ပေးပါပါယူကရိန်းရဲ့ရေပြင်သုံးဒရုန်းတွေတိုက်ခိုက်ပြီးနောက်ရုရှားရင်နံစိတ်ကမ်းကြီးတွေမှာလုပ်ငန်းတွေရပ်တန့်တဲ့သတင်းကိုတင်ဆက်ပေးပါပါရုရှားနိုင်ငံရဲ့အကြီးစားရင်နံတင်ပို့ရေးစိတ်ကမ်းတစ်ခုဟာ ရေပြင်သုံးတရုံးတွင်တတ်ခိုက်ခံရပြီးနောက်နိုမာ29ရက်စနေနေ့မှာလုပ်ငန်းတွေကိုရပ်တန့်လိုက်ပြီလို့ AFP သတင်းတရက်မှာဖော်ပြထားပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးပွဲတွေအတွက်ခီးရက်ကကိုယ်စားလှယ်တွေအမေရိကန်ပြည်ထောင်စုကို မထွက်ခါခင်နိုင်ရီအနေငယ်အလုံးမှာအခုလိုတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တာပါ။တိုက်ခိုက်ခံရတဲ့စစ်ကောင်ကိုပိုင်တဲ့ CPC လုပ်ငန်းစုဟာအမေရိကန်ရင်းနှံကုမ္ပဏီကြီးတွေဖြစ်တဲ့ Chevron နဲ့ Exxon Mobil တို့လည်းပါဝင်ပါတယ်။ CPN ကအခုလိုတိုက်ခိုက်မှုကိုအကြမ်းဖက်တိုက်ခိုက်မှုအဖြစ်ခေါ်ဝေါ်ပြောဆိုခဲ့ပါတယ်။ယူကရိန်းကအခုဖြစ်ရတဲ့ပတ်သက်ပြီးတစုံတရာမှတ်ချက်ပေးမထားပါဘူး။ယူကရိန်းဟာတောက်ကြတဲ့နှောင်းပိုင်းကလည်းတူရကီကမ်းလွန်ပင်လယ်ပြင်မှာလောင်စာဆီတင်လာတဲ့သင်္ဘောနှစ်စင်းကိုရင်ငုတ်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီသင်္ဘောတွေဟာစီဝါရေးပိတ်ဆို့ခံထားရတဲ့ရုရှားလောင်စာဆီတွေကို တိုက်တိုက်ပို့တည်ယူလာတာဖြစ်တယ်လို့ယူကရိန်းသတင်းရင်းမြစ်တူက AFP ကိုပြောပါတယ်။ယူကရိန်းဟာရုရှားချုပ်ချော်ဆက်၄နှစ်အထိတာရှည်လာရှိမှာ ရုရှားအပေါ်တံပြန်ထိုးနှက်မှုတွေပြုလုပ်ဖို့ကြိုးပမ်းနေပြီးတာဝေးပြမှတ်တွေကိုလည်းဥတည်တိုက်ခိုက်မှုတွေတိုးမြှင့်ပြုလုပ်နေပါတယ်။ကာဇစ်စတန်နိုင်ငံကဆက်တင်ပြီးအခုတိုက်ခိုက်ခံရတဲ့စိတ်ကမ်းမှာဆုံးသတ်တဲ့ CPC ပိုက်လိုင်းဟာကမ္ဘာရေနံတင်ပို့မှုအများဆုံးပိုက်လိုင်းတွေထက်ကတစ်ခုဖြစ်ပြီးကမ္ဘာရေနံတင်ပို့မှုရဲ့တရခိုင်နှုန်းလောက်ဖြတ်တန်းရနေရလဲဖြစ်ပါတယ်။ ရုရှားရင်နံတင်စစ်ကမ်းတိုက်ခိုက်ခံရရှိတဲ့တပိုင်နှထဲမှာပဲရုရှားတပ်ဖွဲ့တွေဟာယူကရိန်းနိုင်ငံကိုဒရုန်းတွေအပါအဝင်ဒုံးကျည်တွေနဲ့တညတာလုံးပြက်ခတ်ခဲ့ပြီးလူသုံးယောက်သေဆုံးခဲ့တာအပြင်ကရီးယမြို့နယ်အနက်မှာအဆောက်အုံတွေပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့ယူကရိန်းအာဏာပိုင်တွေကပြောကြားထားပါတယ်ခင်ဗျာဒီကနေ့သတင်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နှစ်ပတ်ရန်နာလိုက်ပါတယ်ဒီခိုက်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့ အပေါင်း၆၆၆၃၉၆၄၃၆၃ကိုလုံဆောင်စိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီဇန်ကိုတလင်းလာနေ့ကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com DMG Online Video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။